တမောက်မိတ်ဆွေဤကိုမောင်မတို့ဒီတစ်ပတ်မှာဘာသာပေါင်းစုံ ပြုလုပ်နိုင်တဲ့စုတောင်းမြတ်တာဆိုတာရှိနိုင်သလားမရှိနိုင်ဘူးလားဆိုတာကိုစဉ်းစားကြမှာဖြစ်ပါတယ်။ဖះကိုယုံကြည်ခြင်းရှိကြတဲ့သူတွေရဲ့စုတောင်းခြင်းပြုလို့တဲ့ဆန္ဒကိုချီးမွမ်းရမှာ ဖြစ်တယ်။အားပေးရမှာဖြစ်တယ်။ဒူးထောက်လျက်နှိမ့်ချသောစင်ဖြင့်စုတောင်းခြင်းဖြင့်ကျွန်တော်တို့တွေဖះဘောမိခိုကြရခြင်းကို လူတွေအတိမတ်ပြုခြင်းကမှန်ကန်တဲ့အရာပြုလုပ်တဲ့အရာဖြစ်ပါတယ်။ငြိမ်းချမ်းခြင်းဆိုတာလူတွေစ조사လို့ရရှိတဲ့အတိအဖွင့်မဖြစ်ခင်ပထမအဆုံးဖရာကြီးဂျေဇူးတော်ဖြစ်ပါတယ်။အတူတကွဆူယုံပြီးတော့ဆူတောင်းလိုတဲ့လူတွေရဲ့ဆန္ဒကလည်းကောင်းတဲ့အရာဖြစ်ပါတယ်။လူဆိုတာတဘာဝအရာကို social အပေါင်းဖော်နဲ့နေလို့တဲ့တတ္တဝါဖြစ်ပါတယ်။ ဘသူကမှကျုံတချုံပေါ်ကတကူတော်တကောင်ကျွတ်တွေမဟုတ်ကြပါဘူး။ဒါပေမဲ့ဆူတောင်းခြင်းနဲ့ယုံကြည်ခြင်းတို့ဟာတစ်ခုနဲ့တစ်ခုနီးကပ်စွာဆက်ဆက်လျက်ရှိတယ်ဆိုတာကိုနှစ်သက်လက်ခံရမှာဖြစ်ပါတယ်။ယုံကြည်ခြင်းကိုဆူတောင်းခြင်းဖြင့်ပေါ်ပြဖြစ်တယ်။နောက်ပြီးတစ်ခါဆူတောင်းခြင်းကယုံကြည်ခြင်းကိုတိဆောက်ပေးတာဖြစ်ပြီးတော့မိမိရဲ့ယုံကြည်ခြင်းကိုဆူတောင်းခြင်းဖြင့်ပေါ်ပြတာဖြစ်ပါတယ်။ လူတွေကတခုတည်းသောအရာကိုအတူတူယုံကြည်ကြရဲဆိုရင်သူတို့ကဆူတောင်းခြင်းတခုတည်းကိုအတူတူပြုလုပ်နိုင်ကြမှာဖြစ်ပါတယ်။အဲကြောင့်အများဆုံးရှိတဲ့ဆူတောင်းမြေတာပုံစံကဘာသာတခုကနေဖြစ်ပေါ်လာပြီးတော့ထိုဘာသာအတွက်ပြီးသက်ဖြစ်ပါတယ်။ဒါကြောင့်လဲဂျူးဘာသာဆူတောင်းမြေတာအစ္စလမ်ဘာသာဆူတောင်းမြေတာခရစ်ယာန်ဆူတောင်းမြေတာကက်သလစ်ဆူတောင်းမြေတာဟု၍ခေါ်ဝေါ်ကြတာဖြစ်တယ်။ ခရိယန်တွေအားလုံးကခမည်းတော်ဖျားသားတော်ဖျားတန်ရှင်တော်ဝိညာဉ်တော်ဖျားပုဂ္ဂိုလ်သုံးပါးတဆူဖျားကိုယုံကြည်ကြတာဖြစ်တယ်။ဖျားဤသားတော်ဖြစ်တော်မူတဲ့ဖျားဇာတိလူဇာတိရှိတော်မူသောလူသားများအားလုံးဤကယ်တင်ရှင်ဖြစ်တော်မူသောယေရှုခရစ်တော်ဖျားရှင်ကိုခရိယန်များအားလုံးကယုံကြည်ကြတာဖြစ်တယ်။ဒါကြောင့်ခရိယန်စုတောင်းမြတ်တာများကပုဂ္ဂိုလ်သုံးပါးထံသို့ပြုတဲ့စုတောင်းမြတ်တာဖြစ်ပါတယ်။ ရိယံစတောမြစ်တာတွေကအခုနကပြောခဲ့သလိုပဲခမီးတော်ဘုရားထံတော်သို့ယေရှုခရစ်တော်အားဖြင့်တန်ရှင်သောဝိညာဉ်တော်မြတ်ဘုရား၌ပေါင်းဆက်လျက်ပြုတဲ့စတောမြစ်တာတွေဖြစ်ပါတယ်။ကက်သလစ်ခရိယံ၊ Orthodox ခရိယံ၊ Anglican ခရိယံ၊ Presbyterian ခရိယံ၊ Lutheran ခရိယံ၊ Baptist ခရိယံနဲ့အခြားသောခရိယံတွေအားလုံးမှာမိမိရဲ့တီးတဲ့စုတော်မြတ်တော်များနဲ့ဤတဲ့ဝိပုကိုးကွယ်ခြင်းဝိနည်းတွေကိုးစီရှိကြပါတယ် နေတူးနိမ့်မြက်အခွင့်အခါတွေမှာခရိယံဂိုင်းပေါင်းစုံဆူတောင်းခြင်းတွေရှိကြပါတယ်။ထို့ကဲ့သို့ဂိုင်းပေါင်းစုံဆူတောင်းမြတ်တာကိုလူများနဲ့ဆူတောင်းမယ်ဆိုရင်တရားဝင်ဖြစ်ဖို့၎င်းတို့ရဲ့ခေါင်းဆောင်များခံကနေအတည်ပြုချက်အရယူဖို့လိုအပ်ပါတယ်။ဆူတောင်းမြတ်တာရဲ့စာသားတွေကိုသက်ဆိုင်ရာ ပုံကိုယ်တွေကတရားဂရုတစိုက်ဖြင့်ပြင်ဆင်ကြတဲ့အခါမှာပြည်တနာကမရှိသလောက်နေပါသွားပါတယ်။ဓမ္မဗေဒပိုင်းဆိုင်ရာပြည်တနာတွေကဘယ်အချိန်မှပူကြီးမလာကြလဲဆိုရင် ရိယန်မွတ်စလင်ဟိန္ဒူဘုရားဘာသာနဲ့မိယိုးဖလာကိုးကွယ်ကြတဲ့ဘာသာဝင်တွေကစုတော်မြစ်တာတခုတည်းကို အတူတူရွတ်ဆိုကြတဲ့အချိန်မှဖြစ်ပါတယ်။လူမျိုးရေးခန်းသားတွေဥပမာအစီဝေးစားတော့ပွဲရံပုံငွေရှာပွဲအဲ့လိုမျိုးခန်းသားတွေမှာအခမ်းအနားမှုကဘာသာတခုကပုံကိုတရားကိုအဖွင့်စုတော်ခြင်းဖြစ်စေအပိတ်စုတော်ခြင်းဖြစ်စေပြုလုပ်ခိုင်းတဲ့အခါမှာ ်များသောအားဖြင့်တိတ်ပြီးတော့ပြဿနာမရှိပါဘူးသူ့ရဲ့ဆူတောင်းခြင်းကိုအဲ့ဒီမှာရှိနေတဲ့လူတွေအားလုံးကယူသားဆောင်နဲ့ပါဝင်ပြီးတော့ဆူတောင်းနိုင်ရအောင်ရေဘူးရပုံစံအများပါဝင်နိုင်ရအောင်ပုံစံဖြင့်ဆူတောင်းတယ်ဆိုရင်အားလုံးကအာမင်ဆိုပြီးတော့ပြန်ဖြေရတာအခက်ခဲတိတ်ပြီးတော့မရှိပါပေးချိန်မှာပို့ပြီးတော့ကြီးမားတဲ့ပြဿနာရှိတယ်လေဆိုရင်ဘာသာပေါင်းစုံပါဝင်ပြီးတော့နိုင်ငံရဲ့အခမ်းအနားတွေမှာ စစ်ဖြစ်နေတဲ့အချိန်ကာလတွေမှာဒါမှမဟုတ်ငြိမ်းချမ်းရေးအတွက်လူများပါဝင်ပြီးတော့ဆူတောင်းရတဲ့အချိန်မျိုးမှာဖြစ်ပါတယ်။ပါဝင်ဆူတောင်းကြတဲ့လူတွေကဘုရားတဆူတဲ့ကိုးကွယ်ကြတဲ့သူတွေဘုရားတဆူတဲ့ကိုပဲလက်ခံကြတဲ့သူတွေဖြစ်ကြတယ်ဆိုရင်တော့မှဥပမာဂျူးခရစ်ယာန်မွတ်စလင်ဆူဒေါင်းကြီးမှာတုံတုံထားတဲ့စာသားတွေကပြည်တနာဖြစ်နေပါသေးတယ်အထူးသဖြင့်အပြင်ပအမူအရာတွေ ဘာသာတွေကိုနှိုင်းယှဉ်ခြင်း relativism ဘာသာအလုံးကိုတခုတည်းအဖြစ်ထပ်တူပြုလိုက်ခြင်း syncretism အန္တရာယ်ရှိနေပါသေးတယ်။လာမယ့်ပတ်မှာဆက်လက်ပြီးတော့လည်လာချမှာဖြစ်ပါတယ်။ဓမ္မမိတ်ဆွေညီကိုမောင်တို့အရောက်စီတာကိုယ်ကာယကြီးချမ်းမာခြင်းစိတ်ငြိမ်းချမ်းခြင်းအစဉ်ရှိကြပါစေ။